ဖိလစ်ပိုင်နိုင်ငံမှာဒီကနေ့မနက်တော်တော်ကြောက်စရာကောင်းတဲ့အားပြင်းငလင်ကြီးလှုပ်ခတ်ခဲ့တယ်။ဒီကနေ့10ရက်10လ2022ငါအော်တိုဘာ10ရက်နေ့မနက်ပိုင်းမှာဖိလစ်ပိုင်နိုင်ငံမင်ဒါနာအိုချွန်းပလယ်မှာရှိနေတဲ့မြို့ရွာတွေတော်တော်ကြီးကိုထိခိုက်ပျက်စီးဆုံးရှုံးနေ။ဆိုရှယ်မီဒီယာမှာပြန့်နှံ့နေတဲ့ပုံစံကြည့်မယ်ဆိုလို့ရှိရင်အသေးတောက်လည်းတော်တော်ရှိမယ်လို့ဟောထင်နေပြ။ပထမပိုင်းတော့ဟော7 by 7ဆိုပြီးတော့မှထုတ်ပြန်တဲ့နောက်ပိုင်းမှာတော့အမေရိကန်ငလင်တိုင်းတိုင်းစကန်ရဲ့ဖိလစ်ပိုင်ငလင်တိုင်းတိုင်းစကန်ရဲ့ထုတ်ပြန်ချက်ရဆိုလို့ရှိရင်7 န်ဝိုက်ဖိုးဆိုပြီးတော့မှထုတ်ပြန်ထားတယ်တက်စီဆုံးရှုံးမှုတွေကိုအော်ကွန်ဂျီကယ်ဆယ်လောက်ဆောင်ဖို့တာဖက်ဒရယ်တမနာမာကိုဂျူနီယာနေပြီးတော့ပါတီတဲ့မာကိုဂျူနီယာနေပြီးတော့မှစစ်တပ်ကိုဆင်လွတ်ပြီးတော့မှကွန်ဂျီကယ်ဆယ်လောက်ဆောင်ဖို့အတွက်လောက်ဆောင်နေတယ်ဒီငလင်နေလောက်ခတ်မှုကြောင့်မလို့ဒေတာတွေပတ်လည်မှာရှိနေတဲ့အင်ဒိုနီးရှားနိုင်ငံတို့မှာလည်းဆူနာမီသတိပေးချက်တွေထုတ်ပြန်ထားတာရှိတယ်ဆိုတော့ဆူနာမီလိုင်းလုံးကြီးတွေတက်လာမယ်ဆိုပြီးတော့မှရာသီဥတုတိုင်းတာရဲ့ တဲ့အဖွဲ့ကတော့နောက်တစ်ခုကငလင်တိုက်တာရဲ့အဖွဲ့ကတော့ထုတ်ပြန်ထားတာရှိတယ်ဆိုတော့ဖိလစ်ပိုင်နိုင်ငံကတကယ်ကိုတောက်ဆရာကောင်းတဲ့အနေထားမျိုးကိုရောက်ရှိနေတယ်။ဘာဖြစ်လဲဆိုလို့ရှိရင်ဒီပြီးခဲ့တဲ့လွန်ခဲ့10ရက်လောက်ကပေါ့နော်ဒီလွန်ခဲ့10ရက်လောက်ကစတင်ပါလာကုန်ပိုင်းလောက်ဒုံးကလည်းဖိလစ်ပိုင်နိုင်ငံမှာရှိနေတဲ့စီဘူးကျွန်းမှာငလင်လွတ်ခတ်မှုကြောင့်မလို့လူရေ83တေဆုံးခဲ့ပြီးတော့မှအဲ့ဒါမတိုင်ခင်မှာလဲဗိုင်လာဩဗိုင်လာအမေရိကန်နဲ့ အဲမုံတိုင်းလာသွားတယ်အဲ့မုံတိုင်းမတိုင်ခင်မှာလေဩနဂါဆာဘာဆိုတဲ့မုံတိုင်းမုံတိုင်းလာသွားတယ်ဒီမုံတိုင်းနေကြောင့်မလို့လူတွေလည်းသေဆုံးမှုတွေမြန်မာစာရှိတယ်ဗျဆိုတော့ဖလက်ပိုင်းနိုင်ငံမှာကနစ်ကိုမုံတိုင်းပေါင်း20လောက်လာတယ်အခုနောက်ပိုင်းမှာငလင်ဒန်ကြောင့်မလို့လည်းသေဆုံးပျက်စီးမှုတွေတော်တော်ကိုရှိရဆိုတဲ့အတွက်ဖလက်ပိုင်းနိုင်ငံအတွက်စိုးရိမ်စရာဖြစ်တယ်ဒါတွေမတိုင်ခင်မှာဖလက်ပိုင်းနိုင်ငံမှာဆန္ဒပြမှုတွေရှိတယ်ဒီဆန္ဒပြမှုတွေကလည်းအစိုးရကနေပြီးတော့မှတဘာဘေးအန္တရာယ်တွေကိုကောက်ကယ်ပေးဖို့ရန် တွက်ပြက်ကွက်တယ်ဆိုပြီးတော့မှပြည်သူတွေကဆန္ဒပြတဲ့အရာရှိတယ်။ဆိုတော့ဖိလစ်ပိုင်နိုင်ငံအတွက်စိုးရိမ်စရာဖြစ်တယ်။ရှစ်ဆက်ပြီးတော့လာမဲ့ဆူနာမီရေတိုင်းနေငလင်းတွေလည်းဆက်လက်ပြီးတော့မှလှုပ်ခတ်နိုင်ခြင်းရှိတယ်ဆိုပြီးတော့မှတိုင်းနိုင်ရေးစကန်တွေကသတိပေးတာရှိတယ်ဆိုတဲ့အတွက်ဖိလစ်ပိုင်နိုင်ငံအတွက်စောင့်ကြည့်ဖို့တော့ဖြစ်တယ်။သတင်းသူများရှိလို့ရှိရင်ကျွန်တော်ဆက်လက်ပြီးတော့တင်ပြပေးပါမယ်လို့ပြောပေးချင်ပါတယ်ဗျ။ကျွန်တော် page လေးကို like follow လုပ်ထားဖို့မမေ့ပါနဲ့ဦးလို့ပြောပေးချင်ပါတယ်ဗျ။